ြောလိုက်ဘုန်းကပြောရတာပါပါတယ်မေဘလို့ခေါ်တာမေဘလို့ခေါ်လိုက်တော်ပါပါအဲလူကြီးကိုမောင်ပြောလိုက်ဖေကဘယ်လိုပြန်ခေါ်လဲကျူမောင်ရဲ့မိုးကောင်းငင်ပေါ့ကောင်းပါဆင်းကနေကြတော့သူကဘယ်လဲမသိဖြတ်သွားတော့မောင်ရဲ့မောင်ရဲ့ခဏနေအောင်ဆိုပြီးခေါ်ရတာဟိုနောက်ကနေပြီးတော့ထွက်လာတဲ့ကောင်မလေးကဟွန်းတက်ကပြေးကြီးလာပြီဟိုရှော့ပင်းရှော့ပင်းမောင်ရဲ့သွားလို့ရှိရင်လည်းဒါနှုတ်ချိုးနေတော့ မောင်မြန်ရခေါ်ရဲချေချာကောင်မလေးလှည့်ကြည့်ပြီးတော့ကြည်လဲကြည့်ကောခေါင်းပြူတွေငကောင်ပြန့်ဆိုတော့တို့အကြည့်လဲကိုသိပါတယ် MSP မပြောလိုက်အခုနပြောရတာပါပါတယ်မေဘလို့ခေါ်တာမေဘလို့ခေါ်လိုက်တာတော့ပြောရအောင်ဟဲ့လူကြီးကိုမောင်ပြောလိုက်ဖေကဘယ်လိုပြန်ခေါ်လဲကျူး မောင်းရမိုးကောင်းငင်ပေါ့ကဲလဲတဲ့ခုချိန်ကြီးဒါအမြင်နဲ့အဲ့ဒါရိုနေရတာလေးကဘလို့လေးလေပေါ့အသက်ကြီးလာလေးလေဘလို့မျိုးလေးဒါလေနင်များတွေအတွက်ဒါပြောပြအဲ့လိုသူတို့တဲ့အကြံခေါ်နေကြလေခေါ်နေကြဆိုတော့ငငယ်နှုတ်ကျိုးနေနှုတ်ကျိုးနေပြီဆိုတော့လေကားပေါ်ကဆင်းကနေကြတော့သူကဘယ်လဲမသိဖြတ်သွားတော့မောင်ရင်မောင်ရင်ခဏနေုံဆိုပြီးခေါ်လာဟိုနောက်ကနေပြီးတော့ထွက်လာတဲ့ကောင်မလေးကဟွန်းတက်ကပြေးကြီးလာပြီ ဟို shopping shopping mall တွေသွားလို့ရှိရင်လည်းဒါနှုတ်ကျိုးနေတော့မောင်မြန်ရာခေါ်ရဲချေချာကောင်မလေးလှည့်ကြည့်ပြီးတော့ကြည်လေးကြည်ကိုခေါင်းပြူတွေနှကောင်ပြန့်တယ်ဆိုတော့သူတို့အကြည့်လေးကိုသိပါတယ်ဆိုတော့ဒါပေမဲ့ဘာပဲဖြစ်ဖြစ်လေကိုရီးယားတော့အချက်မာနေတာရောအသက်ကြီးလာလေလေအဲ့ဒါပုံလိုအပ်လေပဲအခုမနေ့ရလားမနေ့မနေ့ရနဲ့လူပဲဟိုဥစားသူပြောတာဆိုတာနည်းနည်းမာတော့မှကျွန်တော်မခံနိုင်တော့ဘူး ဲ့ကိုကိုပြောလိုက်တဲ့စကားမမာဘူးဒီတိုင်းဒီလိုမျိုးပြောတဲ့ပုံစံတိုင်းပြောလိုက်တာသူကမာတယ်ထင်နေတယ်ဘယ်တော့ကြည့်လိုက်ဖို့လိုအပ်တယ်ဒီဒီရိုးရိုးတမန်စကားပဲဒီလိုမျိုးပဲပြောလိုက်တာကိုဒီဒီလိုစကားပဲပြောလိုက်တာသူကမာတယ်ထင်တာကြီးလာမှာပုံနုအဲ့တော့ဒါအရှင်အားကဘလိုမျိုးတွေပုံနုလာရန်နုတယ်မဟုတ်အသက်ကြီးလာတော့တယောက်နဲ့တယောက်အား90ဆရာ သူနဲ့ကိုနဲ့အပြန်လာအားကိုးကြပဲရှိရလဲပါပါတယ်အခုနပဲပြောလိုက်တယ်ဟင်းဝင်ရကဟိုရမ်းချစ်ကြတယ်တရားနဲ့ပြောဟင်းဝင်ရအဖေကဥညီအောင်တို့ Facebook မှာတင်တဲ့ဟာတွေကိုတဲ့တန်းငယ်တို့ကသဘောကျနေရတယ်တွားလို့ရှိရင်တွဲတွဲတွားနေကြတယ်ဆိုတာလေးကိုသူသူအားကြနေတာတဲ့တန်းငယ်ကြီးစားဘာလို့ဖြစ်မလဲဆိုတဲ့အချိန်မှာအဲ့ဒါကတော်တော်စိတ်ဝင်စားတယ်လေကျွန်တော်တို့ကဟိုတမီးနဲ့ဖြစ်စေချင်တာပါပဲကျွန်တော်တို့လည်းပရိသတ်လိုပါပဲ တော့နောက်တကယ်ဟိုဟာဖြစ်တော့ဟို congratulation လုပ်ပါတယ်ကိုလည်းစောင့်ကြည့်ခဲ့ရတယ်မှာပါပါတယ်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 အမျိုးသမီးကကျွန်တော်မေးတယ်ကျွန်တော်လည်းမသိဘူးလေမသိဘူးဒါပေမဲ့လို့မျက်နှာ expression နဲ့ကြည့်ရတာတော့စိုးပြေပဲဖြစ်မယ်လို့တော့ထင်ပါတယ်အန်တီကတော့အဲ့ဒီဟာစိတ်ဝင်စားခဲ့တာပေါ့စိတ်ဝင်စားခဲ့တယ်ဒါပေမဲ့သူတို့နှစ်ယောက်ကမျက်လုံးတွေကစကားပြောနေတယ်အကူရင်းငယ်ဘောတော်တတိယဝါရပေါ့ ဟုတ်ငယ်ဘဝသူတို့ထက်ကဲမယ်နဲ့သူဟုတ်ကျွန်တော်တို့ဆိုဒီဒီဇင်ဘာဆိုအိမ်တော်သက်နှစ်ပေါင်း40ပြည့်တော်မယ်လေသူတို့လည်းဒီတဲ့မကဟိုအိမ်တော်သက်တမ်းနေရှေ့ကြပါစေလို့ဆုတောင်းပေးခြင်းပါတယ်ကျွန်တော်ရိုက်ခဲ့တဲ့အချိန်တော့ဒီကလေးနှစ်ယောက်ကဒီဟိုစပေါ့ဟိုအလုပ်ပေါ်မှာတာဝန်ကြီးတယ်ယူနာခံမှုရှိတယ်ဟိုယူကျိုးတယ်ပေါ့နော် အဲ့ဒါချက်ဖို့ကောင်းတယ်လေခဒီကလေးနှစ်ယောက်လုံးနှစ်ယောက်လုံးဆိုစရိုက်ဖြစ်တဲ့ကဟိုကြာတော့ကြာပြီပေါ့နော်စရိုက်ဖြစ်တဲ့ကလည်းဒီကလေးနှစ်ယောက်နဲ့စရိုက်ဖြစ်တာသူအဲ့တော့သူတို့နှစ်ယောက်သမီးစားမဟုတ်ကြသေးဘူးပေါ့နော်ဆိုတော့မင်းသားမင်းမီးနေလို့ရိုက်ဖြစ်တာပါတိုက်တိုက်ဆိုင်ဆိုင်ပေါ့အဲ့တော့တော့အမူအရာလေးမပြတယ်မရှိပါဘူးဘာမှမရှိပါဘူးမရှိဘူးမရှိဘူးဟိုအချစ်ကားဆိုတာတဲ့ဟိုဥစားကြံနေသေးတယ်တကားစီရုပ်ရှင်နှစ်ကားပေါ့အချစ်ဆိုတော့ အရာဆိုတဲ့ကအင်းဝရံနဲ့ရိုက်ထားတာတော်တော်ကောင်းတယ်အင်းဝရံရဲ့ acting ဟိုကြည့်ဟိုစပေါ်အပြင်တော့မကြသေးဘူးပေါ့နော်ကြည့်တဲ့ဟိုပဝန်းကျင်ကဆိုတော့အင်းဝရံရဲ့ acting ကိုတော်တော်အတိအမှတ်ပြုကြတယ်ဒီလိုပဲဒီဆိုဗီယက်ဒီဇင်းနဲ့လည်းရုပ်ရှင်ကားတကားရိုက်ထားတယ်သုံးပါလာကျင်စာဆိုတာဆိုတော့သုံးပါလာကျင်စာဆိုတာပြီးဟုတ်မယ်ဟုတ်တယ်ဟုတ်တယ် ဒီသုံးပါလာမင်းမီဝင်ပူးတဲ့အချိန်မှာဖြစ်တဲ့ acting တွေလောက်တာတော်တော်လေးကိုတော်ပါတယ်ဒီကလေးနှစ်ယောက်လုံးကလေလူကညာနေပတ်တိုင်းသူမြောက်ကတကယ်ကိုချီးကျူးစရာတွေများရဲ့ဟုတ်ကဲ့များပါတယ်များပါတယ်ဟုတ်ကဲ့ဟုတ်ချီးတဲ့ချီးကျူးပါတယ်ဩကိုသားသမီးလိုပဲခံစားပါတယ်ကိုရီကိုသားသမီးအရွယ်လို့ဆိုကိုသားသမီးလိုပဲခံစားပါတယ်အဲ့ဒါပြီးခဲ့တဲ့နှစ်လလောက်ကတော်တာနှစ်လလောက်ဖြစ်မဲ့နည်းနည်းတူတယ်ကျွန်တော် ပြင်ဦးလင်မှာရုပ်ရှင်ရဖို့ location သွားကြည့်အပြန်လမ်းမှာဟိုကားတစောင့်နေဆိုအစ်စတရက်ကားစောင့်နေတဲ့အချိန်မှာကားစီးကဖြတ်သွားပြီးတော့မှပြန်လှည့်ပြီးတော့ဆင်းလာတယ်နောက်ဘက်ကနေအဖွားကြီးတယောက်ဆင်းလာတယ်အဖွားကြီးအဖွားကြီးနဲ့လူဆိုအတော်အသက်ကြီးဆင်းလာပြီးတော့ရီမောနဲ့ဟဲ့ငါလည်းမသိပါဘူးလို့ဘယ်လိုဖြစ်တာလဲဆိုအဖွားကြီးမသိလည်းမသိဘူးမသိဘဲနဲ့ငါ့ကိုကြီးပြနေဆိုပြီးတော့ဆင်းလာနောက်တော့မှအနားတော့မှ ဆိုပြေပြေဆိုပြေစဉ်ပြည့်နေ။ဩတမန်ကသူရုပ်ဖြတ်ပြီးတော့ရုပ်ရိုက်ရိုက်ထားရုပ်ရုပ်စီရိုက်တဲ့ဇာကဇောင်းဝင်ကန်းနဲ့ဇောင်းဝင်ကန်းနဲ့လာနှုတ်ဆက်တာတော်တယ်တော်တယ်ကလေးတွေအန်ဒီလေးပြောပြပါဦးကိုစိတ်ဝင်စားလေးရဲစုံတွဲလေးရလေတကယ်လည်းတကယ်ဖွင့်ချာပြောတဲ့အချိန်မှာအန်ဒီဘလောက်ထိဟောဝင်းတာတော့ဗောနော်နေအောင်စလုံးအောင်မွေးလာမဲ့ကလေးတွေစဉ်းစားကြည့်ကိုတော်မြင်နေပြီ အသားမီးမီးလေးတွေတော်တော်ချောင်းမယ်နော်ဟိုနောင်အခုနပြောတော့ဗောနောင်နှစ်ပေါင်း120တိဟိုตาရပျော်ရွှင်တဲ့မိသားစုဖြစ်ကြပါစေလို့ဆုတောင်းပေးပါတယ်မြန်မာစတာပစား